ဇလန်းရေးစာမှာတော့မောက်ထူးခြားဆိုရဲကောင်းလေးတယောက်ကသူများ၏မမြင်နိုင်တဲ့စွာအဒီနဲ့မွေးဖွားလာခဲ့ပြီးတော့ပိုင်ဆိုင်ထားခဲ့သူတယောက်ဖြစ်ပြီးမွေးမွေးချင်း၁၄ရက်မှာတင်စကားဆပြောခဲ့တဲ့သူတယောက်ပဲဖြစ်ပါစပင်ကီရတယ်တာမန်ရာမဟုတ်ဘဲနဲ့မွေကလေးကပန်းအောင်ဖြစ်နေရမလို့မာဒူရှာလိုပဲခေါ်ကြခဲ့ပြီးရင်နောက်မှာတလာလာအကြမှာပဲစတင်လမ်းလျှောက်လာခဲ့ပြီးမြေကြီးပေါ်မှာမဟုတ်ဘဲနဲ့လေပေါ်မှာစတင်လမ်းလျှောက်လာတာပဲဖြစ်ပါတယ် ဒီလိုနဲ့အခုဆိုရင်မောင်ဒူချာလီကစားချင်းတရားဖြစ်နေခဲ့ပြီးတော့ဂျောင်းလေးစတဲ့နေခဲ့ကသူ့ရဲ့အစွမ်းတွေကိုဘယ်သူမှမသိအောင်လို့ထိန်းချုပ်ထားရင်းရနေအခက်ကျဲတွေနဲ့ကုညီပေးခဲ့တဲ့သူတရားပဲဖြစ်ပါတယ်လည်းနေမဲ့ချီပဲတံပါတဲ့အရာတွေကိုတော့ကိုရက်နိုင်ပြီးတော့အတက်ကိုထိုးပေါက်မြင်ရတာတို့အစွမ်းနေနဲ့စိတ်ဆွမ်းရင်းကိုကာကွယ်ပေးထားတာမျိုးအကြမ်းမြင်ရတာမျိုးတွေနဲ့တခြားစွမ်းရင်းတွေကိုတယောက်တည်းပိုင်ဆိုင်ထားတဲ့သူတယောက်ပဲဖြစ်ပါတယ် သွားရီပိုင်ဆိုင်ထားခဲ့ပေမယ့်ပျော်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်မနေဘဲနဲ့ဘာတို့ကြိုက်အားနေချက်ကတော့ဝမ်းသာတာကြီးဝမ်းနေတာကြီးပျော်ရွှင်တာကြီးလုံးဝမရှိဘဲနဲ့ရုပ်တည်ကြီးပဲအမြဲဖြစ်နေတယ်ပြီးခံစားမှုကင်းမဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ဒီနေ့ရဲ့အချိန်မှာအဖေဖြစ်သူကလည်းအင်းရဲ့ပြန်မှစောင့်နေခဲ့ပြီးတော့ခါတိုင်းလိုပဲတော့မိတ်ချန်ခဲ့ရကြအထဲဝင်ဖို့အတွက်မောင်ရုချောက်စောင့်နေခဲ့ပါတယ်။ ဘာဒူချာရဲ့အဖေနဲ့အမေကတော့တွေးနေရင်အရန်ကိုချစ်ခဲ့ကြပြီးတော့တက်ယုံမတက်အရန်ကိုချစ်ကြတဲ့သူတွေဖြစ်ခဲ့ကြကဘာဒူချာကတော့တိတ်မထူးဆန်းတော့ရဲ့အတွက်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ပြန်တဲ့သွားရဲ့အချိန်ကြရင်လေသူတို့မဟုတ်တဲ့အတိုင်းပျော်နေခဲ့ကြပြီးတော့သူ့ရဲ့သားမောင်ထူးကြတို့တော့မှမရှိတယ်လို့သဘောထားပြီးတော့ပျော်နေခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။မောင်ထူးကြကတော့အထက်တန်းကျောင်းသားဘဝမှာ ကျောင်းသား900ကျော်ရှိနေခဲ့ပေမယ့်သူ့ရဲ့အစံနဲ့ပတ်သက်ပြီးတော့ဘယ်သူမှမသိခဲ့ကြပါဘူး။မာလူကြားကတော့လူတွေအများကြီးရှိတဲ့အချိန်ဆိုရင်တော့သူ့ရဲ့စိတ်သားကိုထုတ်တုံတက်ပြီးတော့ဒီကျောင်းလုံးမှာစိတ်သားကိုဖတ်လို့မရတာကစမ်းကြဲ့ပြီးတော့မိသေးမှာတက်ပေါင်နေတဲ့ကိုပိမဲဖြစ်ပါတယ်။ စိတ်သာလုံးဝဖတ်လို့မရဘူးဆိုတာတော့တခြားအရာတော့မဟုတ်ဘဲနဲ့ခေါင်းထဲမှာဘာကူမှတွင်းနေရာမျိုးမရှိတဲ့ကောင်တယောက်ဖြစ်ပြီးတော့ဒါကြောင့်မလို့လဲမောင်ပိန်လို့နာမည်တွင်ခဲ့ပါရုတ်တရက်ကြီးမလို့နိုင်နိုင်ရဲ့တကောင်လေးချသွားခဲ့ပြီးရင်တော့မောင်မင်းကလည်းဘာလို့မှမသိပဲမောက်တူမောက်ပေးတဲ့ကဇယားကတော့စီပီကန်းကိုခေါ်သွားဖို့အတွက်ပြောခဲ့ပါတယ် ထားကျင်အောင်ဆောင်နေမှန်းသိရတဲ့အတွက်ကြောင့်မာထူးကြကရိမ့်မိသွားခဲ့ပြီးတော့အပြားတိုင်းနဲ့ကရိယာကို သူ့ရဲ့မိမောအတုံးပြုခဲ့ပြီးရင်တော့စီယုံကိုပါတင်လဲရရဲ့အထိအပြားတက်သွားရဲဆိုပြီးတော့ပြောနေကြပါတယ်။နောက်တစ်ယောက်ကတော့သူ့ကိုယ်သူအမောင်စာကြီးပိုင်ဆိုင်ထားတဲ့သူတရားလို့သတ်မှတ်ထားခဲ့တာမလို့အမြဲလိုလိုကဘာကြီးကိုကဲတင်မယ်ဆိုပြီးအော်နေရဲ့မောင်ယူပဲဖြစ်ပါတယ်။ ဒီလိုနဲ့အစိပ်ပြင်းတဲ့မွေတက်ကလက်တွေ့တင်ကြရင်လွတ်သွားခဲ့တာကြတော့ဘာယူကတော့ကဲတင်မဲ့ဆိုပြီးတော့အခန်းစီသွားဖို့လုံနေတော့ပါပဲ။ခလေးတွေရိုက်သက်လိုက်လို့တည်သွားပြီးကြောင်းကြခဲ့ပါရဲ့။ ရုတ်တရက်ကြီးအခန်းလေးပါပါ တကောင်ရောက်လာခဲ့ပြီးတော့မော်တူးကြကစိတ်ဆာနဲ့တိနေခဲ့တာကြောင့်တရားကိုမှမပြောဘဲနဲ့အခန်းထဲထွက်သွားခဲ့ကသူကိုယ်တိုင်ကစွာအားကိုရှိသေးရာမသိကျင်တာကြောင့်လို့ပြောခဲ့ပြီးထွက်သွားခဲ့ပါအခန်းထဲမှာကတော့တောင်ပြောင်ရိုက်နေခဲ့ကြပြီးတော့မွေတကောင်ကြောင့်တိုင်ပတ်နေခဲ့ကမောင်ပိန်ရောက်လာခဲ့ပြီးမောင်ပိန်ရဲ့အဓိကနေရာကိုမွေကြိုက်တာခံလိုက်ရပါတယ်သူကိုယ်သူတော်ကိုင်မန်းမသိဖြစ်နေခဲ့ကဘေးအတူတွေဝိုင်းမျောမှာတိတိတတ်တတ်တည်သွားခဲ့ပြီးတော့ဘောင်မြူစွာကိုက်မိလိုက်ပါရဲ့ ဇိုင်မဲမာတူရှာကတော့အဝေကနေရာတော်တော်များများကိုဖောက်မြင်နိုင်တဲ့ခြေရာကြောင့်ကြည့်နေကြတော့မှာပဲမော်ယူကလည်းသူ့မှာစိတ်ဆွမ်းရှိပါရဲ့ဆိုပြီးတော့မွေကိုတတ်ဖို့အတွက်လုံနေရဲ့အချိန်မှာတပတ်ကကောင်မလေးကိုလှမ်းကြိုက်လိုက်ပါမာဒူချိုင်းရဲ့ဆွမ်းနေကသူများတွေကိုပါယူတုံးဝင်ရှိတဲ့အတွက်ကြောင့်မလို့တခြားခန္ဓာကိုယ်ကတစဉ်သုံးနိုင်ဆွမ်းရှိပြီးတော့အဆွမ်းတွေကိုထည့်ပေးလိုက်ကနိုင်တဲ့နေဆွမ်းနဲ့ချော့ချပေးလိုက်တဲ့အတွက်ကြောင့်မွေတကောင်လုံးချော့ကျသွားခဲ့ပြီးတော့ပြီးနာသူကြီးလည်းထူချကုန်ပြီးလန့်ကုန်ပါရဲ့ အစောပိုင်းမှာကမော်ကူပါယူခဲ့ပြီးတော့မော်ယူဖြစ်နေတဲ့အတွက်ကြောင့်မလို့တူးလက်တဲကလိုက်တန်တွေထွက်လာတော့ပုံမှုပြီးတော့ထူကြသွားခဲ့ပြီးသူ့ကိုယ်သူတော်မှာစားချင်လို့စိတ်ထဲမှတ်နေခဲ့ပါတယ်။ကိုကိုမီဆိုတဲ့ကောင်မလေးတယောက်ကတော့ကျောင်းမှာအချောသောလာဆုံးဖြစ်ပြီးတော့လူရီကြားထဲမှာလေအလှတရားကြောင့်ပဲရေပန်းစားခဲ့ကကျောင်းမှာအကွင်းတို့တော်ပြောလို့ရတဲ့သူတရားပဲဖြစ်ပါတယ်။ သူ့ရဲ့လာတရားကြောင့်ပဲသူ့ကိုယ်သူအထင်ကြီးနေရဲ့ခိုကိုမီတရားကတော့မာဒူးကြောင့်တွေ့လို့နှောက်ဆက်မယ်လို့တော့တကယ်လို့တွေ့ခဲ့မယ်ဆိုရင်တော့သူ့ကိုတွေ့လို့အယံပြော့မယ်အထင်နဲ့စိတ်ထဲမှာတွေးနေရတော့မာဒူးကြောင့်တည်နေခဲ့ပါရဲ့ဒါကြောင့်မလို့သူ့စီကိုရလာတဲ့အချိန်မှာတော့မတိကြဆောင်မီကောင်းလေးပဲညင်ပေးခဲ့ကတိုင်မဲ့ထက်ကထက်ကကြိုးစားကြည့်နေခဲ့ပေမဲ့စိတ်ဝင်စားတဲ့မာဒူးကြောင့်ကတော့အရှိဆုံးဟောင်းအချေးပြီးဝေဝေးရရှောင်ခဲ့ပါရဲ့ ဒီလိုနောက်ရဲမှာတော့မာထူးချမကြိုက်တဲ့ကာယအချိန်ကိုရောက်လာခဲ့ပြီးရဲ့နာမှာတော့ဂျမ်ဘောကစားနီကိုကစားနေခဲ့ကြကမာထူးစီမှာတော့ဥပောက်တိုင်းကစားတယ်လို့ခေါ်ပါတယ်ဟီရိုဆိုတဲ့ကောင်ကအတန်ထဲမှာအကစားအတော်ဆုံးဖြစ်ပြီးတော့မာတူဂျာတို့နဲ့တဖွဲ့ချခဲ့ပြီးတော့ကစားဖို့အတွက်စတင်ခဲ့ပါတယ်။ စာပိုင်းချိန်မှာတော့မာတူကြမချိုက်တဲ့ကာယအချိန်မလို့တော်တော်လေးစိတ်ညစ်နေခဲ့ပြီးရဲ့နောက်ဟီရိုဆိုတဲ့အကောင်ကပဲအကန်ထဲမှာသူအားထိတ်ဆုံးကစားပီးနေခဲ့ကသူတယောက်သေးနေတယ်အမတ်ကြီးတော်တော်များများရှောင်းဂျိုးသားပြေးခဲ့ပါတိုင်မဲ့သူတို့တွေကတရားကောင်မှာအမတ်ကြီးအများကြီးထပ်ယူခဲ့တာကြောင့်အမတ်က မတိမ်မရင်ဖြစ်လာခဲ့ပြီးရဲ့နောက်ဆက်လက်ဂျိုးသားနေခဲ့ကြပါတယ် သူတို့တဲ့တရားကတော့ MDA အများကြီးယူပေးမယ်လို့ပြောခဲ့ပြီးရင်တော့မာဒူဂျာကိုပြစ်လိုက်တဲ့အချိန်မှာတော့ကာယအချိန်ကိုလုံအောင်စိတ်ဝင်စားမာဒူဂျာတရားကတော့မျက်နှာကိုထိအောင်ခံလိုက်ရပြီးတော့ထွက်ပို့လို့ရလုပ်ခဲ့ပါတယ်။ဒီလိုနဲ့မျက်နှာကိုတမင်အထိခံလိုက်ပြီးထွက်ပို့လုပ်ခဲ့ပေမဲ့ဟီရိုတရားကတော့ကစားနီးရဲ့စီမင်းအရာဆိုရင်တော့မျက်နှာကိုပေါ်လုံးထိခဲ့ပေမဲ့ဘာမှမဖြစ်ကြအောင်ပြောပြခဲ့ပြီးတော့စီမင်းအရာပြန်လဲကစားလို့ရကြအောင်ပြောခဲ့ကမာဒူဂျာလည်းတော်တော်လေးတော့စိတ်ညစ်သွားခဲ့ပါတယ်။ သူကိုယ်တိုင်ကာယအခြေကိုမနှိမ့်သက်တဲ့အတွက်ကြောင့်ထွက်ဖို့အတွက်တမင်မျက်နှာကိုအထိခံလိုက်တာဖြစ်ခဲ့ပေမယ့်စီမင်းအရာဆိုရင်တော့ပြန်လည်ကစားဖို့အတွက်လုပ်ခဲ့ပါဟီရိုကလည်းမာဒူးကြားကြောင့်ဘောလုံးကျသွားပြီတဲ့အတွက်ကြောင့်တစ်ဖက်ကပြန်ပြေးရမှာဖြစ်တဲ့ပြီးရောသူ့ရဲ့စာအနဲ့ပတ်သက်မယ်ဆိုရင်တော့စာအကိုမထိန်းချုပ်နိုင်သေးဘဲနဲ့လူတရားတော်တည်သွားနိုင်တာမလို့ဘယ်လိုအားကိုထိန်းချုပ်ပြီးပြေးရမလဲဆိုတာစဉ်းစားနေခဲ့ပြီးတော့အတားအယာလေးပဲပြစ်ပေးလိုက်တာကြောင့်ဟီရိုကြီးလည်းတော်ပွားသွားခဲ့ပြီးတစ်ဖက်ကအမတ်ရသွားခဲ့ပြန်ပါတယ် သူတို့တွေပဲဥစားလာခဲ့ပြီးတော့အကုန်လိုက်ပြစ်နေနေခဲ့ကဟီရိုကပဲဥစားပြီးတော့အမတ်တီထက်ယူလာခဲ့ပြီးရင်တော့အမတ်ပြန်တက်လာခဲ့ကနောက်တမတ်မှာတော့မာဒူဂျာကလည်းသူ့ရဲ့စာအကိုအတုံးပြူပြီးတော့ပြစ်ပေးလိုက်ဖို့လုပ်ပါရင်မာဒူဂျာကိုထိသွားပြီးတော့ချသွားရဲ့ဘောလုံးကိုဟီရိုကအသေးအတန်ကြီးလိုက်လှည့်နေခဲ့ပြီးရင်တော့သွေးပိုင်ထွက်နေခဲ့ကသူကိုယ်တိုင်ရအောင်စေထားခဲ့တာမလို့အမတ်ပြန်ယူဖို့အတွက်ပြောလိုက်ပါရင် မတို့ကြလည်းစိတ်ညစ်ညစ်နေပဲသူ့ရဲ့စာအုပ်ကိုအတုံးပြမှရအောင်မယ်ဆိုပြီးကောင်းကောင်းသိလေကအတရာပဲပြစ်ပေးလိုက်တဲ့ပေါ်လုံးကဂျပန်လူရဲ့လက်ထဲရမှလေအောင်ပြုတ်လောက်ထားခဲ့ရမလို့လက်ထဲရမှလဲသွားခဲ့ပြီးရင်နောက်သူတို့ဘက်ကအမှတ်ရသွားခဲ့ပါရင်မတို့ကြလည်းစိတ်ညစ်ဆုံးအချိန်ကတော့နားတဲ့အချိန်ဆိုရင်တောက်အတွဲတွေကဘီနားမှာဝိုင်းဝိုင်းလည်နေခဲ့ပြီးတော့မောင်ယူတာအတွက်ကတော့မင်းတို့လိုတားအစီဖြစ်နေတာနှိမ့်ရှုပ်နေပြီမလို့တိတ်တော့မထူးဆန်းဖြစ်နေခဲ့ပါရင် စောင်းမှာအထူးကြဆုံးနဲ့အထင်ပေါ်ဆုံးဖြစ်တဲ့ခီကိုမိုဆိုရဲကောင်မလေးကြာကိုတော့လောဝါစိတ်ဝင်စားပဲနဲ့သူ့ရဲ့စိတ်ကိုဖတ်လိုက်မယ်ဆိုရင်တော့အတွင်းစိတ်ကြီးကပုတ်နေခဲ့တာကိုသူကောင်းကောင်းသိနေခဲ့ပါရဲ့ နောက်ထပ်ထူကြတာကတော့သူ့မှာခံစားချက်တွေလဝမရှိရရဲ့အတွက်ကြောင့်မလို့စစ်တားကြီးချိန်တိုင်းခေါင်းထဲမှာဘာမှမရှိပဲယူကိုဆိုတဲ့ကောင်မလေးကတော့သူ့ကိုချိန်ပြီးတော့သဘောကျနေခဲ့ပါရင်ယူကိုလည်းလမ်းမဆောင်နေခဲ့ပြီးတိုင်းမိသူလိုလုပ်ပြီးတော့ဆက်လန်းစင်ဖို့လုပ်ခဲ့ပေမယ့်ဒါရီအားလုံးကြိုတိနေရဲ့မောင်ထူချာကတော့အားလုံးတိနေကြတာမလို့နှစ်ပတ်လောက်အထက်ကိုပြန်တက်ခဲ့ပြီးလဝမတွေ့ရတော့ပဲစာရွက်တွေပြုတ်ကြလာအောင်မှအစွန်နဲ့ပြန်တက်ပေးခဲ့ပါရဲ့ ဒေါက်တာစီစဉ်တကူထပ်လောက်လိုက်ပြီးတော့လက်ကင်ပေါ်ကြာတော့ကောက်ပြီးမဲ့ခြင်းနဲ့ရှာလိုက်ခဲ့ပေမဲ့သူ့ရဲ့လက်ပိုင်မှာကိုလေသားကိုအတုံးပြုတ်ခဲ့ပြီးတော့ပြန်ထည့်ပေးလိုက်တာကြောင့်အစီရင်ပါအောင်မြင်မဲ့ဖြစ်ခဲ့ပါတယ်။အင်ဂျင်ရောက်တဲ့အခါမှာအဖေဖြစ်သူနဲ့အမိဖြစ်သူကအမြဲတမ်းရံဖြစ်နေရတာခွဲနေခဲ့ပြီးတော့အခုမှပြန်တဲ့သွားရဲ့အချိန်ဆိုရင်မာထူးရှားရဲ့အဆွမ်းကိုပဲတုံခိုင်းခဲ့ပါတယ်။ မတို့ကြတဲ့သူ့ရဲ့စာအုပ်ကိုအသုံးပြုပြီးတော့ရွှေ့ပြီးလိုက်တာကြောင့်နှစ်ယောက်သားရန်ဖြစ်ခဲ့ရင်တော့တရေဘလူးတို့စီပြီးဖြစ်နေခဲ့ကြပြီးတော့တဲ့သွားရဆိုရင်တော့မတို့ကြပဲတစ်ချိန်လုံးကူညီရတာပဲဖြစ်ပါရင်တကားကလေးခံမှန်းချက်အရာတောင်းအောင်လုပ်ထည့်တဲ့အတွက်ကြောင့်မလို့အခန်းနှခန်းပေါင်းချင်ကြောင်ပြောခဲ့တော့နေရန်ကိုလက်နဲ့ပဲတောက်လိုက်တာအခန်းတစ်ခုလုံးပြူကျသွားခဲ့ပြီးနှစ်ယောက်လုံးရဲ့အခန်းကတခန်းနဲ့ဖြစ်သွားခဲ့ပါရင် လူလိုနားမကျနိုင်ဖြစ်တဲ့အတွက်ကြောင့်နှစ်ရလောင်းကတော့ပေါင်ကြီးရဲ့အခန်းကြီးကိုပြန်ပိတ်ခိုင်းနေကြတာကြောင့်မာတူရလည်းတော်တော်လေးကိုတော့ပါသွားခဲ့ကသူ့ရဲ့အစွမ်းနဲ့ပဲပြန်လည်မွန်မတ်ကြီးစကီကိုအတုံးပြုခဲ့တာကြောင့်အလုံးပြန်ကောင်းသွားခဲ့ပါရဲ့မာတူရဆိုတဲ့အတိုင်းထူချားရဲ့ဒုတိယဖြစ်ပြီးတော့သူ့ရဲ့ကောင်းမအင်နာတိုင်လိုတက်ထားခဲ့ပြီးတော့မျက်မှန်ကလည်းလူတိုင်းသိနေရဖြစ်ပြီးရဲ့စိတ်ကိုထိန်းချုပ်ထားနိုင်သွန်းရှိရဲ့ကရိယာတွေပါ လူတရားကိုတခုခုမြင်ကျင်နေဆိုတာနဲ့အဲဒီစိတ်ကိုအမြင်ပြောင်းလဲနိုင်စွမ်းရှိပြီးတော့သူ့ရဲ့ကောင်းမှရှိတဲ့အရာတွေကိုကလေးလိုပဲမြင်စေခဲ့တာပါ။နောက်တဲ့ထူကြရတဲ့ဆိုင်ရီကထိခိုက်မိတဲ့သူတယောက်ရှိရင်တော့မှအချိန်ကိုနောက်ပြန်ဆုံနိုင်ခဲ့ပြီးတော့တရားပေါင်းတရားလုံးဝမရအောင်လုံနိုင်တဲ့အစွမ်းကလေးငငယ်တွေရပဲရှိနေခဲ့တာပဲဖြစ်ပါရဲ့။